ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကတော်ရဲ့ဥပဒါ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel အနေနဲ့ဒီနေ့မှတင်ဆက်ပေးဖို့ရည်ချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကတော်ကိုယ်တိုင်ရေးသားထားတဲ့သုံးဒီဥပဒါနဲ့ရတော့အပြန်ဆိုတဲ့အတွဲနဲ့စာသင်စာသုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ။ဖန်သားနာဆင်ရင်အားပေးကြပါအောင်ခင်ဗျာ။ ဘာလိုလိုနဲ့ကျုပ်တို့ကဦးအောင်ရှင်တို့ရဲ့မြင်းတော်ရွာကိုရောက်နေခဲ့တာသုံးဘက်ကျော်လာခဲ့ပြီဗျအစတော့တော့ကိုယ့်ရကိုယ့်ရမဟုတ်လို့မနေနဲ့တလူလူရှိပေမဲ့အခုတော့ကိုယ့်ရလူပဲနေပြောလာပါပြီဗျအစပိုင်းကရောနေတဲ့စကားပြောတဲ့ဟိုတမျိုးကြီးပဲဆိုပြီးတော့အထူးသန်ဖြစ်ခဲ့ပေမဲ့အခုတော့ကျုပ်တော်မှစကားပြောရင်သူတို့ပြောတဲ့အတိုင်းလေးတန်ဝက်တဲဝက်တဲဖြစ်နေခဲ့ပြီဗျအိမ်ပြန်လို့အမေတို့ကိုပြန်ပြောရင်တော့မှအမေတို့ကတမျိုးထင်နေမှာဗျအခုတော့ဦးအောင်ရှင်တို့အိမ်မှာလည်းလူတွေစုံသွားပြီပေါ့ဗျကျုပ်ရဲ့ဖိုးတန်တီးရဲ့မိသက်ရဲ့ကတော့တငယ်ချင်းတွေဖြစ်လို့နေပြီပေါ့ မိသားကတော့အိမ်ရောက်ပဲအခန်းမှာမနှင်းကျင်နဲ့အတူတူနေတယ်ဗျသူဘွားတေဆုံးသွားလို့စိတ်ထိခိုက်ပုံရပြီမဲ့အရင်လိုမျိုးတယောက်တည်းပေပေတီတီနေရတာမျိုးမဟုတ်တော့ဘဲနဲ့မိသားသူဆိုတာကိုထိတွေ့လာတဲ့အခါမှာတော့မိသက်တယောက်ကအတော်ကြီးပြောင်းလဲခဲ့တယ်ဗျဒီအိမ်မှာအပင်မဆုံးလူကိုပြောရမယ်ဆိုရင်တော့မခင်ကြီးပါပဲဗျမခင်ကြီးကမိုးလင်းလို့ရောင်ဒီမလန်ငယ်ကလေးကမိဖို့ကြောင့်တည်းကိုရောက်ပြီးတော့အချက်ပြောရတာပါပဲအတော်ကြီးတီကတော့ကုန်ကုနေတဲ့လူမို့လို့အိမ်မှာမရှိတာများတယ်တခါလေတော့နေချင်းမြန်ခီးစဉ်လေးတွေတွားပြီးတော့တခါလေမှာတော့နှစ်ညရဲ့သုံးညရဲ့ခီးထွက်သွားတတ်တယ်ဗျ အဲ့ဒီကစီးပွားရေးကိုဒေါ်ရဲကြီးကထိန်းထားရတာဟုတ်ဗျဥောင်းရှင်တို့ရဲ့ထက်လန်းပြင်သာကြတော့ငွေရပုံမှန်ရတယ်လို့မရှိပါဘူးဗျလူနာတွေကိုစင်စားထားပြီးတော့ကူရတာဟုတ်ဗျဥောင်းရှင်ပြောတာကတော့ငွေနောက်လိုက်ရင်မစမ်းတော့ဘူးတဲ့ဟုတ်လဲဟုတ်ပါဗျတခြားရောက်မှလည်းထက်လန်းဆရာတွေရှိကြပြီမဲ့သူတို့မနိုင်တော့ဘူးဆိုရင်ဥောင်းရှင်စီကိုပဲပြေးလာကြတာဗျအချို့ကပတ်စံပေးဖို့နေနေသာသာချိုးတယ်လို့နာကြောင်းဥောင်းရှင်ကပြန်ပြီးတော့မုံမိုးပေးရတာတော့ရှိတယ်ဆိုပဲဗျမခင်ကြီးယောက်ျားကိုရေးရတော့အလွန်အေးတယ်လူဗျ အမနက်စောကြီးထမင်းစားတော့ပြီးတာနဲ့ရာခင်းနဲ့ကိုဆင်းသွားပြီမခင်ကြီးတို့ရာခင်းကနှခင်းတော်ရှိတာဗျရွာတော်ဘက်မှာတခင်းရောက်ဘက်မှာတခင်းပေါ့ရွာတော်ဘက်ကခင်းကရွာနဲ့နီးတာမို့လို့ကိုေးတယောက်ကအဲ့ဒီရာခင်းကိုဆင်းရင်ထမင်းတွေဘာတွေပြန်စားလို့ရပေမဲ့ရောက်ဘက်ခင်းကရွာနဲ့လှမ်းပြီးတော့တောင်းနဲ့နီးတာဆိုတော့မနက်စောထားပြီးတော့ရာရဲဆင်းမှာတော်ကာကြတာဗျနေ့လယ်မြောက်ခင်းတော့မခင်ကြီးကထမင်းလိုက်ပိုးရတာပေါ့ဗျဒီနေ့တော့ထူးဆန်းဆန်းကျုပ်အိယာနေအစိုးရင်းလို့တယ်ဗျ။ပြန်ရင်းလို့လည်းမရတာနဲ့မျက်နှာသိပ်ဖို့ထွက်ခဲ့တော့မနဲ့တော်သိပ်မလဲညင်သေးဘူး။ ကိုအေးတော်မှာကုပစ်မှထိုင်ပြီးတော့ရင်သွေးတော်တုံးရှည်သေးတာဗျ။ဟာဟာဟေးလက်ကောင်ဒီနေ့တော့စောလာကြီးလားကွ။ဟိုမင်းမအလုပ်ရှိတာမှမဟုတ်တာပဲကွ။ပြန်အေးပါဦးကွ။မေးချင်ပါဦးကိုအေးဟာဟိုဒါနဲ့ကိုအေးလေးစောတယ်နော်။ဟောအေးကွမြောက်ဖက်ရာခင်းဘက်ကိုဆင်းပါဆိုတော့ခက်စောစောထားရတာပေါ့ကွ။အဲ့ဒါနဲ့ကျုပ်လည်းမိဖို့တဲကိုဝင်ခဲ့တော့ဘက်ခင်ကြီးကဟင်းချက်နေတာဗျ။အညာရေစိန်ထားတဲ့ပဲတော့ပဲဖြူဖြူလေးတွေကိုပြုတ်ပြီးတော့ကျက်သွန်နီလေးနဲ့ပြန်ပြီးတော့ကြော်နေတာမှွှင်းနေတာပဲဗျ။ကျုပ်ကတွေ့တော့မက်ခင်ကြီးကထူးဆန်းသွားတဲ့ရုပ်နဲ့ အောင်မဲကြာသားမို့ရအလက်ကောင်စောစီနိုးနေပါလားနင့်တူတော်မနိုးသေးဘူးဟဲ့ကျုပ်စောကြီးနိုးတော်ကိုထူးဆန်းဖြစ်နေကြတယ်ဗျကျုပ်ကလည်းသွားဖြဲပြပြီးတော့စားနေနေကိုနှိုက်ပြီးတော့ထွက်ခဲ့တာပေါ့ဗျမခင်ကြီးကတော့တစုထိုးပြီးတော့မိခင်ထားတဲ့ခဲညင်စည်းလေးတွေကိုဖြုံရင်းနဲ့ထောင်းဖို့ပြင်နေတဲ့ထင်ပါကျုပ်ကလည်းကိုရဲနားထိုင်ပြီးတော့ဟိုเจ้าဒီเจ้าကိုပြောနေတော့မခင်ကြီးကမနှက်စာလားပြင်ပေးတယ်ကျုပ်ကနိုးနေတာဆိုတော့နှစ်ယောက်စာပြင်ပေးတာပေါ့အထမင်းမြုံနဲ့ခုနကကြော်ထားတဲ့ပဲထော်ပဲကြော်ရဲ့ခဲညင်စည်းလောင်းလေးရဲ့ဆိုတော့ထမင်းမိန်နဲ့ဗျာ အကျုပ်တို့ကိုခုခတ်ပေးပြီးတော့မခင်ကြီးကစွန်းတော်ကပ်ဖို့အိမ်မော်ကိုတက်သွားတယ်။မခင်ကြီးရဲ့ဖျားရှိခိုးတဲ့အစားစားကအာယုံဦးနေလုံးကြီးနဲ့အတူတူထွက်ပေါ်လာတယ်ပေါ့ဗျာ။စားတော့ပြီးတော့ကိုဖိုးအေးကသွားဖို့ပြင်နေပြီဗျ။အိမ်ကနေထွက်ခါနေကြတော့ဟိုအလက်ကောင်ကြီးမြောက်ဖက်ရခင်းနဲ့လေလိုက်လေပါအောင်ကွ။မြောက်ဖက်ခင်းကတောင်ဖက်ခင်းလို့မဟုတ်ဘူးကွ။အဲတောတောင်နဲ့နီးတော့တာရတယ်ကွ။အကောင်းပါကြီးကိုအေးဟာဟိုနေ့လေအမခင်ကြီးထမင်းဖို့တော့ကျုပ်တို့လိုက်လာခဲ့ပါမယ်။နောက်တော့တရင်သားလုံးနိုးလာပြီးတော့စားကြတော့ကြနေပေါ့ဗျာစားတော့ပြီးတော့လည်းမခင်ကြီးကမနာပါဘူးဗျာ မနေ့ကစားပြီးတော့နေ့လယ်သားအတွက်ပြင်ဆင်ပေးရတော့တယ်ဗျ။မနှင်းကြီးကလည်းကူညီပေးတာပေါ့ဗျ။ကျောက်ကလည်းရောင်လေလေနဲ့မိဖို့တွေကိုဝင်ခဲ့တာပေါ့။ဟိုအမခင်ကြီးဘာချမလဲဗျ။မနေ့ကနေ့ကိုကိုအေးကစူပိုးရွံ့နုလေးတွေကိုခူးလာတယ်ဟာ။အဲ့တော့ပဲကြီးနဲ့ဟင်းရဲ့အေးတော့ချမလားလို့။ပဲကြီးဟင်းကိုစူပိုးရွံ့ခတ်ထားရင်နေ့ကိုကတိတ်ကြိုက်တာ။ထမင်းသားရင်ခေါင်းတော်ဖော်နိုင်မှာမဟုတ်ဘူး။မခင်ကြီးကပြောလဲပြောလက်ကလည်းပဲကြီးခွာနေတယ်ဗျ။ကျောက်ကလည်းမနေ့သားရာနဲ့ပဲကြီးဝင်ခွာပေးတာပေါ့ဗျ။ ဟိုကိုကြီးကကျုပ်ကိုမြောက်ဘက်ခင်းတဲ့ကိုလိုက်ခဲ့ဖို့ခေါ်နေပြအေးလိုက်ချက်လိုက်ခဲ့လေဟိုနေလဲမြောက်ဘက်ခင်းတဲ့ကိုမရောက်ဘူးသေးဘူးထင်ပါမခင်ကြီးကချောင်ပေါင်းသေးเจ้าနီနီလေးတွေကိုခဲညင်သေးနဲ့ချင်းချင်းလေးချက်ဖို့လုပ်တယ်ဗျမနှင်းကြီးကတော့ငါးချောင်လေးတွေကိုကကြေးတလက်နဲ့အမီးဖြက်စူးတောင်ဖြက်ပေါ့ဗျမနှင်းကြီးလှုပ်လှုပ်ထားတဲ့မခင်ကြီးလှုပ်လှုပ်ထားကိုကျင်းင်းနဲ့ကျုပ်တော်ကျင်းနေမိတယ်ဗျစကားပြောရင်းနဲ့အလုံးကလှုပ်သွားတာဇင်သက်နေတာပဲဗျလက်ကတစ်ခုကြောက်သွားတာနဲ့နောက်လို့တစ်ခုတန်းပြီးတော့ဇက်တိုက်လှုပ်သွားတာနားချိန်ကိုမရှိဘူးဗျ။မနှင်းကြီးကတော့အပြုံမိုးလို့လာတော့မသိဘူး။ ်မခင်ကြီးတော့အိမ်မှုကိစ္စကိုမနိုင်ဘူးဗျစွန်းတော်ဗျမကြပါဘူးဗျစွန့်ခံကြွလာပါလေယောအထင်းမိနဲ့ချက်တာဆိုတော့ဟင်းနေရအကြက်မြန်နေဗျမိအားကောင်းတာလေပါမှာပေါ့ဗျမခင်ကြီးကစွန်းတော်ဗျဆိုတဲ့အတန်ုံကြတော့ဟဲ့နှင်းကြီးဟိုစွန်းထွက်လောင်းပေးစမ်းပါဦးမနှင်းကြီးကလည်းဆိုရင်သုံးခွက်ကိုယူတော့ကျောက်ကလည်းအလိုက်တသိနဲ့ဆိုးအုပ်ကိုယူပြီးတော့ထွက်ခဲ့တာပေါ့ဗျာမနှင်းကြီးကတော့ငင်းချပါတယ်ရပါတယ်ငါမောင်ရဲ့အမတယောက်ထဲလုံးနေကြပါဟိုဗျာမဟုတ်တာပဲ ဟိုကျုပ်လည်းအတူတူလောင်းမိပါမယ်ဟိုနောက်တော့ရေသက်ဆုံးတာပေါ့ဗျာကျုပ်စကားအဆန်းပါမှန်းကိုမန်းနှင်းကြီးကတိသွားတယ်ဗျာအမန်းနှင်းကြီးကရှက်ပြုံးလေးပြုံးပြီးတော့မချီသားပြက်လုံရင်းနဲ့ကျုပ်နောက်ကိုလိုက်လာတယ်ရောက်ကြောင်းဆရာတော်ကိုဆုံးတဲ့ဆုံးရင်းတွေကတ်လိုက်တယ်ဗျာအနောက်တော့ကျုပ်ကတပိတ်သေးကိုဆုံးလောင်းထဲတယ်ငါချောက်ကိုကြော်ပြီးတော့ငရုတ်ကြီးဆက်ဆက်နဲ့ပြန်လှူထားတဲ့ဟင်းရဲ့အချိန်အတွက်ချမောင်သီးကိုခင်းညင်သီးနဲ့ငပီးချက်ပုံစံချက်ထားတဲ့ဟင်းနဲ့အရေတော့ကိုတော့အနောက်ကဆိုင်တဲ့နဲ့ထန်းလာတဲ့ဘုံကြီးကျောင်းသားလေးရဲ့တွဲတိုင်းလေးကိုတက်တက်စီထည့်ပေးလိုက်တာပဲ။ အကျောက်ကလည်းမနေ့ကျင်နဲ့အတူတူဆုံးလောင်းပြီးတော့နှစ်ယောက်သားရေဆက်ဆောင်ပြီးတော့နေရပါသေးလို့ဆူတောင်းမိတာပေါ့ဗျာဆုံးလောင်းပြီးတော့မခင်ကြီးကဦးအောင်ရှင်တို့နေလည်သာစားဖို့သားဖို့အတွက်ပြင်ပေးခဲ့တယ်ဗျပြီးတာနဲ့ခံရောင်းလေးတွေကိုထမင်းထည့်ပြီးတော့သူ့ယောက်ျားကိုကြီးကိုထမင်းပို့ဖို့ထွက်ခဲ့တာပေါ့ဗျာအချိန်ကမနေ့ဆယ်နေခွဲလောက်ပေါ့ဥပဒါလည်းလိုက်မယ်ပြောတာနဲ့ကျောက်တို့နဲ့အတူတူလိုက်ခဲ့တယ်ဗျထမင်းသားပို့တာလည်းတပြိုကြီးပေါ့ဗျအကျောက်နဲ့ဥပဒါရဲ့ဖိုးတန်ဒီနဲ့မိသက်တို့ပါပါတာဟုတ်ဗျ ရွာနေထွက်ပြီးတော့ရှင်းမြောက်ဖက်ကိုတက်ခဲ့တယ်ဆိုရင်ပဲတောင်ကုန်းလေးတွေကိုဖြတ်ကျော်ရတယ်ဗျ။အိုးဆန်ဆန်နဲ့ရွှေဘာကုန်းကိုအဝေးကနေလှမ်းမြရတယ်။အတောင်ကုန်းလေးကိုကျော်ပြီးတဲ့အခါမှာတော့ရာကင်းတွေကိုတွေ့လိုက်ရပါပြီ။ရာကင်းတွေရဲ့အရှိဘက်မှာတော့တောင်ကြီးတစ်လုံးရှိပြီးတော့တဘာဝတောက်ကိုကြီးလည်းရှိတာပေါ့ဗျ။ရှုခင်းကတော့ကိုရေးပြောသလိုအတော်သားတယ်ဗျ။နမ်းမင်းနေတန်းစီပေါက်နေတဲ့နှန်းကြီးကြီးတွေရဲ့တစ်ပင်နေစိမ့်ဆူနေတဲ့တောကြီးရဲ့အိုးအနောက်ကတောင်တန်းကြီးတွေကိုခမရတို့မျက်စီတွေပဲမြင်အောင်ကြီးလိုက်ဆမ်းပါဗျာ။ตาရချက်မေးဗျ။ ယောဟန်နေနိုင်ဝဲလို့လမ်းလျှောက်ရတာဆိုတော့ကျုပ်တို့ရောက်တော့17နိုင်ကျော်လောက်ရောက်ပေါ့ဗျာ။ကိုကြီးရသူတို့တဲချားတဲ့ဒဲဘင်ကြီးရအောင်မှထိုင်နေတဲ့အနာရရှင်နေတဲ့စကားပြောဆိုနေလေရဲ့ဒဲဘင်ကြီးကအရေးကလည်းကောင်းမှကောင်းပဲဗျာ။ဒဲဘင်မှာကက်ရိုက်ထားတဲ့ရေအိုးကရေအားလေးအေးပြီးတော့စိတ်နေတာပဲဗျာ။ကျုပ်တို့ရောက်ပြီးတော့သိမ့်မကြပါဘူးဗျာ။ထမင်းစားကြတယ်ဗျာ။မက်ခင်ကြီးပြောတဲ့အတိုင်းကိုကြီးတယောက်ကထမင်းစားတာခေါင်းတော်မဖော်ပါဘူးဗျာ။ကျုပ်တို့တို့ကတော့ရန်ကင်းတဲ့ကိုအပြော်လိုက်ပြီးတော့ပျော်ပွဲသားထွက်တယ်လို့ပါပဲ။ဟင်းကလည်းစားကောင်းချက်ဗျာ။ငါချောက်ချော်လေးကခက်ဆက်ဆက် အချမောင်သီးကြလေးကချင်းချင်းနဲ့ဆိုတော့လိုက်ဖက်ညီပါတယ်ဗျအာကောင်၆လိုင်းစူးပုတ်ခဲထားတဲ့ပဲကြီးဟင်းကိုတောင်းရင်းနဲ့မျှော့ချရတာပေါ့ဗျာတို့တို့မှစားလို့ကောင်းလိုက်တာဗျာအိမ်မန်တက်ကိုပို့ပြီးတော့မင်းနေတာဗျစားတော့ပြီးတော့ကိုရီတို့နဲ့ဥပဒါနေကတိပင်းရေးမှထိုင်နေကြတယ်မခင်ကြီးကတော့ဓမ္မတိုလေးကိုခြင်ပြီးတော့တောဘက်ကိုထွက်မလို့တဲ့ဟိုရှင်တို့ဒီမှာနေဦးတော့ကျုပ်တော့တက်အောင်မယ်အဲထင်းလေးလဲတစ်သီးလောက်ခွေကျင်တယ်ပြီးတော့စူးပုတ်လေးကြံဟင်းလေးလဲတစ်ခွက်လောက်ရှားကျင်သေးတယ်မခင်ကြီးတောဘက်ကိုလိုက်သွားတော့ကျုပ်တို့ကလည်းလိုက်သွားတာပေါ့ဗျာ မခင်ကြီးဟာထင်းခွေင်းနဲ့ဟိုကြီးဒီကြီးနဲ့လှုပ်တယ်ဗျမကြပါဘူးဗျာတဲပင်မို့တွေ့တက်နေတဲ့ချုံမင်းတွေကိုမြင်လဲရပါလိမ့်ရောအဲကြီးရရွက်တွေတော့မစိတ်နေပြီပေါ့ဒါဆိုမကြခင်မှာမိုးကြတော့မယ်ဆိုတဲ့သဘောပဲအတော်ပဲကြီးရရွက်တွေကိုကူးအောင်မယ်ဟိုကြီးရဒီကိုစမြပေးမယ်ကြီးရရွက်နူးကိုဟင်းညှို့ချက်တော့အောင်မယ်ကျုပ်တော့အခုမှပဲတီးတော့တယ်ဗျာမခင်ကြီးဟာထင်းခွေတော့ကျုပ်တော့လည်းပြင်းနေတာပေါ့ဗျာဒါနဲ့ပဲအတန်နေကြလို့လိုက်ကြည့်လိုက်တော့တွန်းတဲ့ချောင်းလေးနားမှာလွားချောင်းသားလေးတွေငါးလောက်ကစွန့်နေကြတော့မြင်လဲပါလိမ့်ရော ရွေချောင်းပေးတော့ចောင်းသားလူငယ်လေးတွေကလည်းမိဘတွေကိုကူပြီးတော့နှွားချောင်းရတာပေါ့ဗျာ။နှွားနားမှာလည်းမြက်ကရှားတာဆိုတော့တောဆက်မှာလာချောင်းကြတယ်ထင်ပါ။အစောမတဲ့ဖိုးတန်ဒီနဲ့မိသားတို့ကလည်းနှွားချောင်းသားလေးတွေစီကိုပြေးသွားတယ်။အကျောက်ကလည်းမက်ခင်ကြီးကိုတစ်ချက်ကြည့်လိုက်တော့မက်ခင်ကြီးကလိုက်သွား၊ "तू ကရတယ်"ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်တယ်။ဒါနဲ့ပဲအကျောက်ကလည်းခလေးတွေရဲ့အနောက်ကိုလိုက်သွားတာပေါ့ဗျာ။နှွားချောင်းသားလေးတွေကမြေပြောင်ပြောင်မှာကျေးသားရိုက်တန်းဆောင်နေကြတာဗျ။ကျေးသားရိုက်တယ်ဆိုတာတော့ကျောက်တို့ရအခေါ်ပါ။သူတို့စီမှာတော့ဘယ်လိုခေါ်တယ်လဲမသိဘူး။ နွားကြောင်သားလေးတွေကစုစုပေါင်း6ယောက်ရှိတယ်ဗျ။ဂျေးရိုက်တန်ဆိုတာကတော့လိုက်မဲ့လူကိုမျိုးလုံးဝေစီပြီးတော့ပစိုးသားနဲ့လက်ရဲရတာပေါ့။ကြံတဲ့လူတွေကအတန်ပေးပြီးတော့ထွက်ပြေးရတာပေါ့ဗျာ။ဘိုးတန်ဒီကလည်းဝင်ဆော့တယ်ဗျ။မိသက်ကိုတော့အစာပိုင်းကခေါ်မစော်ဘူးဗျ။နောက်ပိုင်းကျမှမိသက်ကိုပါခေါ်စော့ကြတယ်။ဒီတခါလမ်းရမှာကတော့ဘိုးတန်ဒီအလှည့်ပေါ့ဗျာ။ဘိုးတန်ဒီရဲ့မျိုးလုံးကိုပစိုးပိုင်းတစ်ခုနဲ့တင်းနေအောင်စီးချီပြီးတော့လက်ထဲကိုလည်းထိပ်ပတ်မှထုံထားတဲ့ပစိုးတစ်ခုကိုပေးလိုက်တာပေါ့။ မလိုက်ခင်မှာဖိုးတန်ဒီကို၃လေးပတ်လောက်လှည့်ပြီးလိုက်တော့ဖိုးတန်ဒီခမရဲသမားအစီလဲနဲ့ဒင်းနေရန်ဖြစ်သွားတော့တယ်အသူ့ကိုနောက်ပြောင်နေကြတဲ့အတန်ဝန်နားထောင်ပြီးတော့လက်ရဲတာပေါ့ဗျာသူတို့ဆောင်နေတာကိုကျောက်ကလည်းဘေးနားနေကြည့်နေတာပေါ့ဒီချိန်မှာနွားကြောင်သားလေးတယောက်ကရက်သွားပြီးတော့အနားအသစ်ပင်ကိုကြည့်နေတယ်ဗျပြီးတော့ကြံတဲ့နွားကြောင်သားလေးတွေကိုလှန့်ခေါ်လိုက်တယ်ဟိကောင်လေးဟိုမှာအတိုက်ကွာတမ်းမင်းကြီးတပင်ရဲ့ကိုင်းကွာကြောင်မှာငှက်တိုက်တစ်ခုတင်နေတယ်ဗျနောက်ထပ်ကိုင်းကွာတစ်ခုမှာလည်းငှက်တိုက်တစ်ခုဟာရှိတယ်ငါကလေးတကောင်ကလည်းအတိုက်မှဝင်နေပုံထောက်တော့အတိုက်ထဲမှာဥတွေရှိမဲ့ပုံပဲဗျ ဒါနဲ့ပဲနွားကြောင်သားလေးတွေကကစားတာရက်ပြီးတော့တစ်ပင်အောင်မှာသွားဝိုင်းဖယ်ကြတာပေါ့။အာဟေးကောင်လေးတွေအပင်ကတော်တော်မြင့်တာကွာဖြစ်ပါမလား။ကျုပ်ကဝင်ပြောလိုက်တယ်။တိုင်းပင်ဆိုတာလည်းအမြင်ကြီးမဟုတ်လားဗျ။နွားကြောင်သားလေးတွေကတိုင်းပင်ပြီးတော့ဒါဆိုရင်ဖိုးပေကိုလှုပ်ရမယ်။ဒီကောင်ကတစ်ပင်တက်တာချန်ပီယံကွာ။ဖိုးပေဆိုတဲ့ကောင်လေးကထွက်လာတယ်ဗျ။နာမည်နဲ့လဲအောင်ပွေပွေတီတီပုံပါပဲဗျ။ပစိုးကိုဆက်လွယ်ခွင်းတိုင်းပြီးတော့ဗောမီတုံနဲ့တမ်းမီကြီးမို့ခုံတက်သွားတာပဲဗျ။ ။ဒါမင်းဆိုတာပင်စီကအခြားပင်တွေနဲ့မတူဘဲနဲ့ပြောင်းချောင်းနေတဲ့ဒါမဟုတ်လား။တောင်လူဆိုရင်တော့တမ်းမင်မတက်တတ်ဘူးဗျ။ဒါမဲ့ဖိုးပေကတော့မြောက်တောင်လူပဲတမ်းမင်ကိုခြေနဲ့ကန်ပြီးတော့တက်သွားတော့မြန်လိုက်တာဗျ။ဒါနဲ့မှမကြခင်မှာအတိုက်တစ်ခုစီကိုရောက်သွားတယ်ဗျ။အတိုက်မှဝင့်နေတဲ့ငှက်မောက်ကိုမောင်းထုတ်ပြီးမဲ့ငှက်မအတိုက်နားမှာဝေးလေကြောင်ဘက်လုံရင်းနဲ့အော်ခက်နေတာပေါ့ဗျ။အေးလေကို့အတိုင်မြုံကို့ရဲ့သားသမီးကိုဖျက်ဆီးခံရတာဆိုတော့ငှက်ပြစ်နေတာတော့မှခံစားရတာဖြစ်မှာပေါ့။တို့တို့လူတွေလိုကူကြပါကြရပါဆိုပြီးတော့အော်သူတို့ကြောကြောအော်နေတာပဲဗျာ ိုးပေရန်ွားကြောင်းသားကလည်းဖြစ်ခလေးကလည်းဖြစ်နေတော့ဒီလောက်ကိုထွေထူးထူးခံစားနေရပုံမပေါ်ပါဘူးဗျာအသက်တဲဟိုနိုင်တော့လောစလုံးရယ်လောက်ငှက်ဦး၄ငါးဦးရတယ်ဗျအဲ့ဒီငှက်ဦးတွေကိုပစိုးနဲ့အသာထုတ်ပြီးတော့နောက်တကိုင်းအောင်လှမ်းကူမှာတမ်းမြေကိုင်းနေကြတဲ့မှာဝင်းကလေးလက်ကလေးအလင်းရောင်တွေထွက်သွားတာကိုမြင်လဲရတယ်ဗျရှေးရှေးမြောင်းမြောင်းကောင်းကောင်းပဲဗျတမ်းမြေကိုင်းပေါ်နေခုံမြထွက်လာပြီးတော့ဖိုးပေရဲ့လေပင်ပေါ်ကိုတက်တယ်ဖိုးပေကအားကလေးအော်ပြီးတော့ခါချလိုက်တော့မြေပေါ်ကိုပြုတ်ကြလာပါလိမ့်ရောဗျဟာမွေးဟာအဲ့ဒါမွေး အယောင်တလက်လက်နဲ့အကောင်ကမွေးတကောင်ပါဗျာ။နွားကြောင်သားအုပ်နဲ့တွေးတဲ့မွေးတော့ကန်ဆိုးတာပဲဗျ။နွားကြောင်သားလေးတွေကတွေးတဲ့ဒုတ်တွေကောက်ဝလုံးပိုင်းတွေကောက်ပြီးတော့မွေးကိုရိုက်ထားပေါ့ဗျာ။အဲ့ဒီမှာထူးဆန်းတာကမွေးကိုနွားကြောင်သားလေးရဲ့ရဲလဲတဲ့အခါမှာမွေးရထပြီးတော့ပြန်ပြေးတာဗျ။ပြန်တယ်ဆိုပေမဲ့တိတ်ဝေးပြန်တာမဟုတ်ပါဘူး။ခုန်လိုက်တယ်လို့ဖြစ်နေတာပေါ့ဗျာ။မွေးဆိုတာခမရတို့သိတဲ့အတိုင်းခုန်နိုင်တာမှမဟုတ်တာ။ဒါနဲ့ပဲနောက်ထပ်နွားကြောင်သားလေးကမွေးကျသွားတဲ့နေရာကိုထပ်လိုက်ပြီးတော့ရိုက်ပြန်ရော။အဲ့ဒီမွေးရလည်းခုန်ပြီးတော့ရှောင်ပြန်ရောဗျာ။ ။ရွာကျောင်းသား9ယောက်ကဒုတ်တယောက်ချောင်းနဲ့လက်ရိုက်ထားတော့မှမွေရတစ်ချက်မှမထီဘူးဗျာ။ကျုပ်တို့ကလည်းဘယ်နေပါမလဲဗျာ။အနားမှာကျနေတဲ့တမ်းမင်ကိုင်းတော်တော်ကြီးကိုကောက်ပြီးတော့ကျုပ်ကလည်းမွေရလက်ရိုက်ထားပေါ့။တမ်းမင်အသားဆိုတာလေပြင်ကြိုးသားတော့ကိုမာတာမဟုတ်လား။ဒါပေမဲ့ကျုပ်ကတွေးလိုက်ပြီးသားဗျာ။အဲခလေးတွေကမွေရမြေပေါ်ကြတော့မှရိုက်ထားဗျာ။ကျုပ်ကတော့ဒီမွေခုန်တဲ့အခါမှာလေပေါ်မှာဖမ်းပြီးတော့ရိုက်မယ်လို့တွေးထားတာ။ဒါနဲ့ပဲကလေးဦးထဲကိုကျုပ်ကဝင်ခဲ့တယ်ပေါ့ဗျာ။အဲ့လိုမွေမျိုးကိုကျုပ်ဘဝမှာတစ်ခါမှမမြင်ဘူးဗျ။ဒီကုလုံးအယောင်တွေကဖြက်ကနေဖြက်ကနေလက်နေတာ ။ရွာကြောင့်သားတယောက်ကမွေကိုပြည့်ရတော့မွေရရှိကနေမိုးပေါ်ကိုခွန်လိုက်တယ်ဗျ။ကျုပ်ကလည်းဘယ်ရမလဲဗျ။ကျုပ်တို့နားကနေဖျက်ပြလာတဲ့ငွေကိုတန်းသားတို့နဲ့အောက်ကုန်လှည့်ပြီးတော့ရိုက်ထည့်လိုက်တာပေါ့ဗျာကျုပ်တို့ကလည်းအားပြင်းပြီးတော့မွေစီကိုတနေမမတ်သွားတယ်ဆိုပေမဲ့ကျုပ်တို့ကမွေနဲ့ထိကနေကြတော့ဖြောင်းကနေကြိုးကြသွားတာပဲဗျာကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာခလေးလံပေါင်းလောက်ရှိတဲ့ပိုးမထိုးထားတဲ့တန်းသားတို့ကြီးကမွေကိုမထိခင်မှာထပ်ပိုင်းကြိုးကြသွားတာဗျာအဲ့ဒါနဲ့ကျုပ်ကလည်းတော်တော်ဒေါသထွက်သွားတာပေါ့ဒါနဲ့မွေကိုဆဲဆိုပြီးတော့ထုံးနဲ့ကြီးလက်ရဲထားဗျာ ကျွတို့တွေပြုံးနေမြားကြီးလက်ရဲထားတော့မှမွေးကိုတစ်ချက်မှမထီဘူးဗျာကျောက်ကလည်းတခုခုတော့ထုံးနေပြီမှသိတာနဲ့ဖိုးတန်ဒီကိုပခုံးပို့လိုက်ပြီးတော့ဟိုဖိုးတန်ဒီဥပဒါနဲ့လူကြီးတွေကိုသွားခေါ်ကွာကျုပ်ပြောလိုက်တော့ဖိုးတန်ဒီကလည်းလက်ထဲကဒုံးကိုချပြီးတော့ပြေးပါလေပါဗျာမကြပါဘူးဥပဒါတို့ကပြေးလိုက်လာတယ်ကျုပ်တို့လူအုပ်ကိုကြည့်ပြီးတော့ဟေးဟေးဘာဖြစ်နေကြလာတော့ကွာကျုပ်တို့မဖြေရသေးခင်ပါပဲဥပဒါတခုခုကိုတည်သွားပုံရတယ်ကဲမင်းတို့အားလုံးအနောက်ဆုံးကြစမ်း မကြောက်မညွန့်နဲ့ကွာအကုန်လုံးမသာပေါ်ကုန်ကြလိမ့်မယ်ဥပဒေအော်ဒါနဲ့ကျောက်ကလည်းအနောက်ကိုဆွတ်လိုက်တာပေါ့နွားကြောင်သားလေးတွေကဆက်ရိုက်နေတုံးဆိုတော့သူတို့ကိုလည်းဆွဲရတာပေါ့ဗျလူတွေဆက်မရိုက်တော့ဘူးဆိုမှမွေရခွန်းကကျောက်တို့ဆောင်းနေတဲ့မြေခွဲလက်ဘက်ကိုလှည့်ပြီးတာပဲဗျအစဲပေလောက်ပြေးပြီးတော့ရွှေငနယ်ထပြီးတော့ပြန်ပါလေရောဗျဥပဒေကလက်ညှိုးတစ်ချက်ထိုးလိုက်တော့လေးပေါ်မှာတက်ငနယ်ရက်သွားတယ်ဗျဟိုရက်သွားတယ်ဆိုပေမဲ့တကူလုံးတွန့်လင်နေအောင်ယုံနေတာဗျလက်ကောင်ကြီးပစိုးတက်ထဲကိုသေးနဲ့ဝိုင်းပန်ကြကွာ နွားကြောင်သားလေးရဲ့ပစိုးတထဲကိုဖြုတ်လိုက်ပြီးတော့ကလေးတွေကအင်းနဲ့ဝိုင်းပန်တယ်။အလင်းကရောက်ဝိုင်းပန်တာဆိုတော့သေးတွေကရွှဲကုန်တာပေါ့ဗျာ။ပြီးတော့ဥပဒါကျုပ်ကိုအဲ့ဒီပစိုးကိုယူခိုင်းတယ်။ငါလှုပ်ချလိုက်ရင်ဒီကောင်ကြလာလိမ့်မယ်ကွာ။မင်းအဲ့ဒီကောင်ပစိုးနဲ့တေချာဖန်ဆန်ကြလာ။ကျုပ်ကလည်းကြောက်တော့ကြောက်တာပေါ့ဗျာ။မွေကြီးကလူကြီးသုံးရက်လောက်အမြင့်မှရက်တန်နေတော့ကျုပ်ကလည်းသူ့အောင်နာကိုပြေးသွားတာပေါ့။ဥပဒါကလက်ညှိုးကိုကွေးလိုက်တာနဲ့မွေကပြုတ်ကြလာပါလေ။ကျုပ်ကလည်းသေးသေးဆိုနေတဲ့ပစိုးနဲ့တခါတည်းဖမ်းခံလိုက်တာပေါ့ဗျာပြီးတာနဲ့ပစိုးကိုလုံးချီပြီးတော့ထုတ်လိုက်တာပေါ့ ကျုပ်လက်ထဲမှာမူရအော်ပြီးတော့လွန်းလွန်နေသေးတာနဲ့ကျုပ်ကလည်းကြောက်ကြောက်နဲ့မြေပေါ်ကိုပစိုးတို့ကြီးကိုပြစ်ချလိုက်တာပေါ့ဗျ။လောသာထွက်နေတဲ့ကလေးတွေကပြေးလာပြီးတော့ပစိုးတို့ကိုဒုတ်တွေနဲ့ဝိုင်းရဲကြတာအချက်ပေါင်းကိုမနှဲဘူးဗျ။အချက်တရာကျော်လောက်ရိုက်ပြီးသားတော့ပစိုးကလည်းငြိမ်ကြသွားတယ်။အကျုပ်တို့ကလည်းတည်ကျင်တာနဲ့ပစိုးကိုဒုံးနဲ့ထုတ်ကလော်လိုက်တော့မူရပြုတ်ကြလာပါလိမ့်ရောဗျ။အော်မွေးမဟုတ်ဘူးငကားဟာ။လောကြောင့်သားလေးတွေကအော်တယ်ဗျ။ဟိုသူတို့ပြောတာလည်းဟုတ်လို့မယ်ဗျ။ဒီမွေကသားမမွေတွေလို့အရေးကုန်မပါဘူးဗျ။ ဒီကလုံးငါအခြေကွန်လို့အခြေကွန်ဖြူဖြူသေးသေးလေးတွေကအုပ်ထားတာအဲအခြေကွန်တွေကငွေရောင်လက်နေတာပဲဗျာနေအောင်ထိုးတော့ဒီအခြေကွန်တွေကိုအယောင်ဟပ်ပြီးတော့ဝင်းငနယ်လက်ခနေဖြစ်နေတာပေါ့နောက်ပြီးတော့ဥကောင်းကလည်းတာမန်ဝေးတွေလိုပဲဆိုပေမဲ့ခေါင်းပေါ်မှာညင်ညင်နဲ့အမောက်သေးသေးလေးတခုကလည်းပါသေးတယ်ဗျာအမောက်ကငကားတွေလိုတော့အရှိကိုကော့နေတာမဟုတ်ဘဲနဲ့အနောက်ဘက်ကိုကော့ပြန်လန်ဖြစ်နေတာဗျာဟိုသူ့ဘာသာငကားဖြစ်ဖြစ်မွေဖြစ်ဖြစ်ဗျာဘာကြောင့်သားတွေရဲ့ဒုတ်ချက်ပြီးတော့ဒီကလုံးချိန်ပြီးတော့တင်းနေပါလေရောဗျာဥပဒါအရှိကိုတိုးလာပြီးတော့လာကြည့်နေဗျာ မွေရချက်တော့နေထိုးကြည့်တယ်။ဟိုဥပဒါဒါဒါငကားလားဗျ။ဥပဒါကြီးကလည်းခေါင်းခါပြလိုက်ပြီးတော့ဘေးကငကားအမလေးကွာမွေဆုံးမြန်ကွာ။ဘလို့ဗျမွေဆုံးမြန်လေလား။ဟေဟိုတကားမင်းကိုဆုံးနေကြအောင်ပြောပြတော့73ကျုံမြောက်ကတလိမ့်ဆန်ဆုံးမို့လား။အဲ့ဒီဆုံးထဲမှာမွေတွေငှက်တွေနဲ့တီကောင်အဆတီဆုံးဆိုပြီးတော့ရှိနေကွာ။အခုမင်းတို့တွေ့နေရတာအဲ့ဒီ73ကျုံမြောက်ထဲကမွေဆုံးပေါ့။ကျောက်ကလည်းအခုမှကြားမှုမြင်မှုတာဗျ။ ဟိုဒါဒါနဲ့ဒီမွေရောဘသူအဆုံးမြင်တာတင်ပေးလိုက်လို့ဆုံးဖြတ်လာရတာလေဘသူမှတင်ကြမလို့ကွာမတော်လူတွေမှလည်းတချို့ကဆုံးမြင်ကြကိုဝမ်းနေပါတဲ့ကြသလိုတလိမ့်ဆန်ဒီမှလည်းဒီလိုပဲပေါ့ကွာဟောဒီမွေကလည်းမွေကလေးကဆုံးတဲ့ပါလာပြီးသားမို့လို့မွေဆုံးဖြစ်သွားတာပေါ့ဒီလောက်ပါပဲရောမယုံကြုံမှုမှတည်ဆိုသလိုပေါ့ဗျာအခုမှမွေဆုံးဆိုတာကိုမြင်မှုတာဗျမွေဆုံးကဆွမ်းထက်လို့ပြန်တော့ပြန်နိုင်နေဆိုပဲဗျကျုပ်ထင်တော့ဒီမွေဆုံးပြန်တိမ့်မြေပေါ်ငှက်တိုက်တွေစီကငှက်ဥတွေကိုတက်ပြီးတော့ဖောက်တော်ချင်နေတဲ့ပုံပဲဗျ ိုးပေနဲ့တွေ့တော့ဖိုးပေကိုလက်ပြီးတော့ရန်ပြူတာနေမှာဗျဖိုးပေဆိုမှကျုပ်တို့ကလည်းဖိုးပေကိုသတိရသွားတယ်ဗျဖိုးပေကတိပင်းမော်ဆင်းလာပြီးတော့ငူငန်ငန်နဲ့ထိုင်နေတာသူ့ကိုပြည့်ကြည့်တော့သူ့ကောင်မောင်မွေးစရာအပေါက်နှစ်ပေါက်ကိုတွေ့တယ်ဗျလူကဘာမှတော့မဖြစ်ဘူးဗျလူကောင်းအတိုင်းပါပဲဒါမဲ့ဥပဒါကခေါင်းခါလေဗျမွေဆုံးကြိုက်တယ်ဆိုတော့တခုခုတော့ဖြစ်မှာပဲကွသူ့ကိုစမ်းသက်ကြည့်မှရမယ်အဲ့ဒီခါမှာကိုကြီးရဲ့ရာဘေးကလူကြီးကဟိုကျုပ်တို့စီမောင်မွေးစရာရှိတယ်ဗျသူ့ကိုကျုပ်တို့မွေးစရာစီကိုခေါ်သွားအောင်ဗျာ ူဤနောက်ကပြောပြီးတော့ဖိုးပေကိုခေါ်ပြီးတော့မွေးဆရာစီကိုပြေးကြတယ်ဗျမွေးဆရာကမြင်းသာနာကျော်ဆိုတဲ့ရွာမှာရှိတာအဲမွေးဆရာဆရာဟန်ဆိုပြီးတော့နာမည်ကြီးတွေပဲတယ်ဗျအစိပ်ပြင်းလာပါတယ်ဆိုတဲ့ငန်းမွေမွေးဟောက်ဆိုရင်တော့မှ तू ကမဲမဟုတ်ပြီးတော့ကုသရင်အစိပ်ပြေသွားတယ်လို့ပြောကြတယ်ဗျဒီဒေတာမှာတော့မွေကိုက်ပြီးဆိုတာနဲ့ဆရာဟန်စီကိုပြေးကြတာပဲတဲ့ဒါနဲ့ပဲဖိုးပေနဲ့လူကြီးနှစ်ယောက်ကထွက်သွားတော့တယ်မွေတင်နဲ့ကျုပ်တို့ပဲကြံခဲ့တာပေါ့ဗျဟိုဥပဒါဒီကောင်ကိုဘာလုပ်ရမှာလဲဗျမြင်းမြုံးရမှာလား မြေမြို့ရင်တော့မသေးပါမလားပဲကွာ။ဗျာဒီဒီကောင်ကမသေးသေးဘူးလား။ငါစိတ်ထင်တော့သေအောင်မဟုတ်ဘူးကွာ။ကဲဒီလိုလုပ်ကွာ။ပို့ပြီးတော့သေးကြသွားအောင်မိသားရှုပ်လိုက်ကြတော့ဟင်။ဥပဒါကြီးကပြောပြီးတော့ထွက်သွားတယ်ဗျ။နွားเจ้าသားလေးတွေကအထင်းတွေကိုကောက်တယ်။အဲသေးရဲ့ချောက်တွေကိုစုတယ်ဗျ။ကျွန်တော်ကလည်းကိုရေးစီကနေမိကတောင်းပြီးတော့သေးရဲ့ချောက်တွေကိုမိတို့လိုက်တာပေါ့ဗျ။သေးသေးချောက်တက်ကန်းချောက်တွေကိုမြန်မာထည့်ထားတာဆိုတော့မိအားကောင်းတာပေါ့ဒီတော့မှခုနကမွေဆုံးမြန်အသေးကိုမိတဲ့ကိုထဲဖို့လောရတယ် ဥပဒါမသေးသေးဘူးလို့ပြောထားတော့အကျုပ်ကလည်းမကန်ရဲဘူးပေါ့ဗျာ။တို့ကြောင့်အကျုပ်ကန်လိုက်မှထပေါင်းနေဘယ်နဲ့လုံးမလဲ။ဒါနဲ့ပဲဒုံးနဲ့ထိုးကလော်ပြီးတော့မီးပုံတွေကိုထည့်ရတာပေါ့။ဝေကုန်လုံးကအခြေကုန်နေနဲ့မို့ဒုံးနဲ့တော့မှအတော်ကလော်ယူရတာဗျ။နောက်ဆုံးဒုံးနဲ့ချောင်းနဲ့ပြုတ်တူလို့ညှက်ပြီးတော့ထဲတော့မှရတယ်။အမီးလောင်တော့မွေကုန်လုံးကတဖြည်းဖြည်းနဲ့အတန်တွေကိုမီးလို့ဗျ။ထူးသန်းတာပြောရင်တော့ဒီလောက်မီးတော့ထဲကိုဝင်သွားတာတော့မှမွေကုန်လုံးကမီးမလောင်ဘူးဗျ။တဖြည်းဖြည်းတဖောက်ဖောက်နဲ့မီးနေတာ။ကျုပ်တို့ကလည်းထင်းတွေကိုထက်ပြေတာပေါ့။ မီးရှို့နေတဲ့9မိနစ်လောက်ကြာမှမွေရမီးပုံထဲမှာခေါင်းထောင်ထလာတာပဲဗျာတို့တို့ကလည်းအံဩပြီးတော့ကြည်နေတော့မှာပဲရှုကနေနှာချမ်းမှုတ်ပြီးတော့မိုးပေါ်ကိုပြန်တက်သွားတာအမြင်ကြီးပဲဗျာပေ30တောင်မြင့်မယ်ထင်တာပဲအပြီးတော့လည်းလေဘောနေပြန်မကြဘဲနဲ့ဇက်တိုက်ခုံထွက်သွားပြီးတော့တောအုပ်ထဲကိုပြန်ဝင်သွားပါလေရောကျုပ်တို့ကလည်းထူးဆန်းလွန်းလို့တယောက်နဲ့တယောက်စကားတော်မပြောနိုင်ကြတော့ပါဘူးဗျာနောက်တော့မီးပုံဝင်တက်ပြီးတော့လူစုခွဲလိုက်ကြတယ်နွားကြောင်သားလေးတွေကလည်းနွားတွေကိုသိမ့်ပြီးတော့ပြန်နေဗျကျုပ်တို့ကလည်းကိုရီးတို့စီကိုပြန်ခဲ့တယ်ဗျဒီလိုမွေးဆုံးတွေ့လို့ဆို တို့တို့ရောက်တော့မခင်ကြီးအစည်းမိတယ်ဗျတို့တို့ကလည်းရေစားစားနဲ့တခက်ပင်မှာတင်ထားတဲ့ရေအိုးတွေကနေရေတွေကိုအရင်ခတ်တော့ရတယ်ပြီးတော့မှအထာပေါ့ဗျာမွေးဆုံးကသေးတော့မသေးပါဘူးတို့တို့မီးရှို့တော့မီးပုံတွေကနေထပြီးတော့ပြန်ထွက်သွားပါလိမ့်ရောဗျာအဲ့ဒီကမှဥပဒါလည်းခေါင်းငိတ်ပြီးတော့အေးမွေးရသေးသွားပြီမဲ့သူပညာမသေးသေးပုံရတယ်ကွာမင်းတို့ငါပြောဖို့လဲလူသွားတာပါအဲ့လိုမွေးစုံနေပါတွေကိုမီးချုံရင်အပေါ်ကနေထင်းတုံးကြီးတို့တက္ကန်းကြီးတွေကိုဖိထားရတယ်ကွအနှုံးမို့ရင်တော့အခုလိုမျိုးပြန်ထွက်သွားတတ်တယ် ဥပဒါတမင်မပြောဘဲနေတာလားတော့မသိပါဘူးဗျာ။ဘာလို့လဲဆိုတော့ तू ကလဲဆုံးကိုဗျာ။ညနေနေလာလာနဲ့ကျုပ်တို့ကလည်းပြန်ဖို့ပြန်ကြတယ်။မခင်ကြီးကထင်းတသီးရနေပြီဗျာ။ကြီးကရန်သူတွေကလည်းအတော်ရနေပြီ။မခင်ကြီးကပြန်ကနေထင်းသီးရမလို့လို့တော့ကျုပ်ကလည်းအားနာတာနဲ့သူ့ထင်းသီးကိုထမ်းပြီးတော့ပြန်လာခဲ့ကြတာပေါ့ဗျာ။အိမ်ပြန်ရောက်တော့ထမင်းဝိုင်းမှာအဲ့ဒီအကြောင်းကိုပြောကြတာပေါ့ဗျာ။ဟင်းရတော့မနေ့ကဟင်းနဲ့မခင်ကြီးခုလာတဲ့ကြီးရွယ်အနူလေးတွေကိုအေးတော်လေးချက်ထားတာပေါ့ဗျာ။အကြီးရွယ်ဟင်းညိုကတော့လို့ကောင်းတယ်ဗျာ။ သူ့ရတာဂွေတော့ရဲနဲ့သွားစင်တယ်အဲဒါမဲ့ဂွေတော့ရဲလို့အခကြီးပဲမဟုတ်ဘူးဗျခြိုတာတော့အတော်ချိုတယ်ခြိုပြီးသွားတော့မှခါတက်တက်ကလေးကြံခဲ့တာအဲ့အဲ့လေးတစ်စုံတော့တောက်လိုက်ရရင်ကရင်ရှင်းသွားတယ်ဗျဒီဟင်းညိုလေးနဲ့တွဲဆောင်တော့ထမင်းမင်လိုက်ထားမှပြောမနေပါနဲ့တော့ဗျထမင်းစားပြီးတော့ထညာခဲနဲ့ရင်းနှေးကြံဝိုင်းဖွဲကြတာပေါ့ဗျဥပဒါကြီးကငါကတော့စိတ်ထက်လေးနေတယ်ကွာဒီမွေဆရာကမွေဆုံးရဲ့အစိတ်ကိုကုမကုတတ်ပါမလားလို့ဟိဥအောင်ဆရာလည်းခေါင်းကြိတ်လိုက်ပြီးတော့ ဘာမှတော့မပူနေကွဆရာဟန်မွေစိတ်ကိုကုလာတာအနည်း20လောက်ရှိပြီအတူကလည်းအထက်လက်ပညာလိုက်စားပြီးတော့ပြောကားတွေပါနေနိုင်တာဆိုတော့ကုနိုင်မှာပါကွာဦးအောင်ရှင်ရဲ့သကောက်ဥပဒါလက်မခံချင်ဘူးဗျမဟုတ်ဘူးကွမွေဆုံးဆိုတာအစိတ်ကြီးတတ်တတ်မဟုတ်ဘူးအစိတ်ရဲ့ဆုံးရင်တွဲနေတာကွနောက်ပြီးတော့ဖိုးပေကိုက်ခံရပုံကိုကြည့်ရင်ခုံပြန်တဲ့အချိန်မှာကိုက်ခံရတာကွပြန်တဲ့အချိန်ဆိုတာအစိတ်တွေအစွမ်းတွေအထက်ဆုံးအချိန်ပဲအဲ့လိုပြန်တဲ့အချိန်မှာကိုက်ခံရတဲ့လူကရှင်နေဆိုတာရှားတယ်ကွ အဲပြပြကျုပ်တော့ဥပဒါရဲ့တကားကိုလက်ခံနေပြ तू ကဆုံးဆိုတော့ဆုံးကြောင်ဥောင်ရှင်တို့တဲ့တော့ပိုသိမယ်မဟုတ်လားဗျာဒါပေမဲ့ဥောင်ရှင်ကတော့လက်မခံဘူးဗျဆရာဟန်အထက်ကိုင်းအောင်ဆိုတော့သူကုတဲ့မှာပါပဲလို့တတိကျတွေးထားတဲ့ဗျာသိမကြပါဘူးဗျာကျုပ်တို့အင်ရှင်ကနေလှဲတသိဖြစ်သွားတာကိုမြင်လိုက်တယ်လဲပေါ်မှာလည်းလူတွေကဆုံးလို့ဗျမကင်ကြီးကအင်ရှင်ကိုထွက်လာပြီးတော့ဟဲ့ဖိုးပေဘလို့နေတယ်ဟဲ့ဆရာဟန်ကဘာပြောလဲဩဆရာဟန်ကတော့ထုံးတဲ့အတိုင်းမန်းမဟုတ်ပြီးလိုက်တာပေါ့အစိမ့်လဲနိုင်သွားပြီထင်တယ် အခုတော့ကြည့်ပါလားလူကောင်းအတိုင်းပဲအဲဘောဖိုးပေကလူကောင်းအတိုင်းပါပဲဗျာမျိုးလုံးလေးပေကလက်ပေကလက်လှုပ်ပြီးတော့လက်ကြည့်နေသေးတယ်ဗျနောက်တော့အထဲကိုဆက်မောင်းသွားကြပါလေရောဥပ္ပဒါထင်တာဒီတခါတော့မှားတယ်ဗျနောက်တနေ့မနေ့ရောက်တော့ဖိုးပေကကျုပ်တို့ချန်ချင်နားမှာလာဆော့နေကြတာအဖိုးပေနဲ့ဖိုးတန်ဒီတို့အဖွဲတွေကဘုံကြီးပြင်တယ်ဆော့နေကြတာပေါ့ဗျာကျုပ်ကလည်းထူးဆန်းလို့ဖိုးပေကိုပဲလိုက်ကြည့်နေတာဗျလူကောင်းပကတိအတိုင်းပါပဲဗျဖိုးပေရဲ့ခေါက်ကမွေကဲရမှာတော့ဆက်ဟန်ဆင်းနေတဲ့တခုခုကိုရေးဆွဲပေးထားတဲ့ပုံပါပဲ ို့ဒီတခါတော့ဥပဒေအစိုးရလုံသွားပြီဗျဖိုးဘေကအကောင့်နိုင်မဲ့စောင့်နေတာကြည့်ပါလားအေးဒီလောက်နဲ့ပြီးသွားရင်လည်းပြီးတာပါပဲကွာဥပဒေကြီးကလည်းဘာမှမပြောတော့ဘဲနဲ့ခေါင်းမညှိတယ်ဗျဖိုးဘေကတကယ်တော့ဥောင်ရှင်ရဲ့တပည့်ရင်မောင်နဲ့အမျိုးတော်တည်းဗျရင်မောင်ဆိုတဲ့လူကလည်းဥောင်ရှင်တို့အိမ်ကိုချောင်းပေါက်မတက်လာနေတဲ့သူတပည့်ရင်ဆိုတော့လေလာမှာပေါ့ဗျနောက်တော့ကျုပ်ကမကျင်တဲ့ဆရာမရှိပါဘူးဒါပေမဲ့ရင်မောင်အကြံသမားလူကျုပ်ထင်းနေဗျသူအိမ်ကိုလာတိုင်းမှာမင်းကြီးကိုကြည့်တဲ့အကြည့်တွေကမရိုးသားသလိုပဲဗျာ မင်းကြီးကလည်းရင်မောင်နဲ့ဆိုရင်ပြုံးလို့ဖြီးတို့ကျုပ်ကတော့ရင်မောင်ဆိုတဲ့ကောင်ကိုတစ်ချက်မှမကြည့်မရဘူးအဲ၃ရက်လောက်ကြာတော့တမနယ်ခင်းမှာရင်မောင်ကပြေးလာတယ်ဗျကျုပ်နဲ့မင်းကြီးကအချက်ထဲမှာတပည့်စည်းတွေဘာတွေကိုလှည့်နေကြတာအဲရင်မောင်ကကျုပ်တို့တော်မှမကြည့်ဘဲနဲ့မင်းဆာဆိုင်နဲ့ကိုပြစ်မှာထိုင်နေတဲ့ဦးအောင်ရှိန်တို့စီကိုတန်းသွားတယ်ဗျဟိုဆရာကြီးဆရာကြီးဖိုးပေကွမ်းနဲ့ပဲဆုံးပြီဗျဟေးဦးအောင်ရှိန်ရဲ့ရေရိုးတန်းကအတော်ကျယ်သွားတယ်ဗျဟိုဘာဖြစ်တာလဲလေ ဟိုမနေ့ကအေးရထပီကလေးကရေစာတယ်ဆိုပြီးတော့ရေအိုးကြီးဖက်ပြီးတော့ရေတွေကိုနှင်းကန်လှိမ့်တောင်နေတာပဲတဲ့ဆရာကြီးရဲ့နောက်တော့ပူတယ်ဆိုပြီးတော့လှိမ့်နေနေသေသွားတာပဲသေပြီးတာနဲ့သူ့တို့ကလုံးကပြန်နှမ်းပြီးတော့မဲနေနေတာပဲတဲ့ဦးအောင်ရှင်ကတီးလိုက်ပြီးမို့ဥပဒါကြီးကိုတစ်ချက်လှည့်ကြည့်လိုက်တယ်ဥပဒါကတော့မင်းကငါမပြောဘူးလားဆိုတဲ့အချိန်မျိုးနဲ့ဦးအောင်ရှင်ကြီးကိုပြန်ကြည့်လိုက်တယ်ဗျတခုလုံးမဲနေနေတယ်ဆိုတော့ဟိုနေ့ကကြိုက်သွားတဲ့မွေးစုံတွေများစိုက်နေမလားဘာသာဥပဒါကလည်းခေါင်းငိတ်ပြလိုက်တယ် ငွေသုံးဆစ်တင်ပြီးတော့တည်သွားတဲ့ဖိုးပေကိုအဲ့နေရနေမကူးပဲနဲ့မြေချလိုက်ကြတယ်ဗျသူသားတွေကမဲနေနေပြီးတော့ကြောက်စရာကြီးဗျဖိုးတိုင်ကြီးတော့အိုစုကတော့အတော်ကြောက်လန့်ပြီးတော့ဖိုးပေရဲ့အလောင်းအုံတော့သွားမကြည့်ရဲကြဘူးဖိုးပေရဲ့မိသားစုကတော့မွေဆရာဆရာဟန်ကြီးကိုချိန်ဆနေကြတာပေါ့ဗျာအိမ်ပြန်လာတော့ကျောဥပဒါကြီးစီကိုတန်းသွားတယ်ဗျသူ့ကိုတိတ်လေးသားသွားပြီလေဥပဒါကတော့တဲလေးပေါ်မှာထိုင်နေတဲ့ကွန်ရနေတယ်ဗျဟိုကျုပ်ကျုပ်တောင်းမှန်ပါတယ်ဥပဒါရဲ့ဒီခါလဲဥပဒါမှန်ပါတယ်အဲသူကံပေါ့ကွာတကယ်တော့ငါလဲ တခါတည်းဆုံးထုတ်ပြီးလဲရရင်ကောင်းတာကွဥပဒါမမားပါဘူးဗျာသူတို့ကမွေးစရာရှိတယ်ဆိုပြီးတော့သူတို့ပါသာဆုံးဖြတ်တာပဲမဟုတ်လားဟိုဒါတော့ဒါပေါ့ကွာဟိုဒါနဲ့မွေးဆုံးဆိုတာမျိုးကအလွန်မာယာများတယ်ကွဟိုဒီနေ့ကဘာနေ့တုန်းဟိုဒီနေ့ကဇာသာပတိနေ့လေအေးဖိုးပေရအောင်အဲ तू ကလည်းဇာသာပတိနေ့ပဲလေဟိုဒီရက်မှာမွေးတဲ့နေ့မှာတည်ဆုံးရင်နေမကူးငယ်အာတုပချရတယ်တဲ့ဒါကြောင့်နေချင်းပြီးချတာဆိုပဲအေးကွမွေးဆုံးဆိုတာသူ့ရဲ့အစိတ်ကိုဆုံးပြညာနဲ့ဖွဲ့ထားတဲ့ အမှန်ကအစိမ့်မတင်တာမဟုတ်ဘူးကွာအစိတ်ကတင့်နေပြီသားဆုံးမညာနဲ့လှုပ်ထားလို့ဘာမှမဖြစ်ဘူးလို့ထင်ရတာဒါပေမဲ့ဆုံးမညာကအကိုက်ခံရသူရဲ့မွေးနေ့မှာပေါ်လာတတ်တယ်ကွာအခုလည်းဖိုးပေကကြာသာပရိသာဆိုတော့ကြာသာပရိနေ့မှာဖုံးွယ်ထားတဲ့အစိတ်တွေကပေါ်လာပြီးတော့တေသွားတာပဲကွာတေသွားတော့မှအစိတ်တွေတက်နေတာကိုမြင်ကြရတယ်မဟုတ်လားကွာကျုပ်ကလည်းခေါင်းချိန်လိုက်မိတယ်ဥပဒါကြီးကကုန်းကုန်လိုက်ပြီးတော့အေးငါလည်းကဲတော့ကဲကြမှာလေကွာဒါပေမဲ့ကျုံနားလဲပြီးသားပါဥပဒါရဲ့ အထက်လန်းစရာတွေတော့မှသူတို့လက်ကိုမဲ့ဘူးဆိုရင်ဝင်ကုပေးဖို့ထုံးစံမရှိဘူးမို့လားဒီတော့ဥပဒါမကုပေးနိုင်တာတရားနီလန်ကြပါလေဗျာဥပဒါသကောက်ဥအောင်ရှင်တို့ကလည်းမယုံဘူးလေကျုပ်တော်မှယုံမမယုံတာဗျာဒီတော့လေဖိုးပေရဲ့ကံုံပဲအပြစ်နေရမယ်ထင်ပါရဲ့ဗျာတကယ်တော့မွေဆုံဆိုတာဒီနယ်မှာအဆန်းမဟုတ်ဘူးတဲ့ဗျာမွေဆုံအကြောင်းပုံမြင်နေရာသွင်းနေရှိတယ်ဆိုပဲဒါပေမဲ့တကယ်လက်တွေ့မှာတော့မမြင်ဘူးကြဘူးတဲ့ဗျာဒီလိုကောင်မျိုးဆိုတာအကောင်တသိန်းမှတကောင်တောင်တွေးရခဲ့တယ်မဟုတ်လား ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံကောင်းလေးကတော့ဆရာကတော့ရေးသားထားတဲ့သုံးတီဥပဒါနဲ့ရာတော့အပြန်ဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ။နောက်ရမှာလည်းဒီတဲ့ဆက်ဝင်သားသားကောင်းတဲ့ဇလံကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အပြင်နားဆင်ကြပါအောင်ခင်ဗျာ။နားဆင်အပြင်ကြတဲ့ပရိသတ်တယောက်ချင်းတို့လည်းကျေးဇူးထူးပဲတင်ရှိပါရဲ့ခင်ဗျာ။ပရိသတ်များအလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ။